thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရွှေကောက်ပွဲမတိုင်မီဆုံးရှုံးမှုများပြန်လည်တင်ပိုင်ရေးနေမြေစုံမှုရေးထိုးစစ်စင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်နေပြည်တော်စစ်ရုံးမှာမင်းအောင်လိုင်းကစီရေးစီဝေးများစက်တိုက်ခေါ်ယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကပြုလုပ်ဖို့ရှိနေတဲ့ရွှေကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့မြို့များပြန်လည်တင်ပိုင်နိုင်ဖို့နေမြေစုံမှုရေးထိုးစစ်စင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်နေပြည်တော်စစ်ရုံးမှာမင်းအောင်လိုင်းကစီရေးဆိုင်ရာစီဝေးများစက်တိုက်ခေါ်ယူခဲ့တယ်လို့နေပြည်တော်စစ်ဘက် င်းအရှင်းမြစ်တွေကပြောဆိုပါတယ်။ရုရှားနိုင်ငံမှာတရုတ်သမ္မတနဲ့တွေ့ဆုံခဲ့တဲ့မင်းအောင်လိုင်ကမေလ12ရက်နေ့မှစတင်ပြီးစစ်စင်ကိစ္စများကို၎င်းလက်အောက်ခံဗိုလ်ချုပ်များကစားထားမှုများနဲ့အစည်းအဝေးများခေါ်ယူခဲ့ကြောင်းအဲဒီနောက်မေလ15ရက်နေ့နဲ့မေလ16ရက်နေ့မှာစစ်တိုင်းမှုတွေကိုနေပြည်တော်ကိုခေါ်ယူခဲ့ကြောင်းအဲဒီနောက်စီရင်ဆိုင်ရာဆက်ဆက်အစည်းအဝေးများကိုတောက်လျှောက်ဆိုသလိုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်အတွင်းမှာစီးရေးဆိုင်ရာစည်းဝေးတွေကြီးပဲဇက်တိုက်လုပ်တဲ့စစ်စင်ရေးစီမံချက်တွေဆွဲတယ်လို့လည်းသိရတယ်စီးရေးထောက်ဖို့ခရမ်းလက်နက်စီးရေးစက်တော်ပေါင်းစုံဆွေးနွေးမှုတွေရှိတယ်စစ်စင်ရေးဥဆောင်သူတချို့လည်းအပြောင်းလဲရှိနိုင်တယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်းမြစ်တွေကရှင်းပြပါတယ်မေလ15ရက်နေ့မှာ16ရက်နေ့ထိပြုလုပ်တဲ့စက်တိုက်မှုများအစည်းအဝေးမှာလည်းနေမြေစုံမွေးကိစ္စတွေကိုပဲအဓိကဆွေးနွေးခဲ့ကြောင်းသိရပါတယ်ရုရှားခီးစင်မှာတရုတ်သမ္မတရှီကျင်းဖြင့်တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့အထောက်အကူအာဏာလွတ်လပ်ရေးနေနမိတ်ပိုင်ဆိုင်မှုနဲ့နိုင် င်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုတွေကိုလည်းထောက်ခံနေဆိုရဲတရုတ်သမ္မတထံမှကတိကဝတ်ရရှိပြီးတဲ့နောက်နေပြည်တော်စီးရေးဆိုင်ရာစီဝေးများမှာမင်းအောင်လှိုင်ကစစ်စင်များအတွက်ဆေးရထက်သမှုတွေရှိနေကြောင်းသိရပါဗျာ။ ဆက်လက်ပြီးနိုင်ငံတော်မှစစ်မှုရန်ပတ်စဉ်တဆယ်တင်နန်းစဉ်တသားသိ800ကျော်ကိုရခိုင်ပြည်ရှီရန်စစ်မြေပြင်ကိုစစ်တပ်ကပို့ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်မှစစ်မှုရန်ပတ်စဉ်တဆယ်တင်နန်းစဉ်တသားသိ800ကျော်ကိုစစ်ကောင်စီကရခိုင်ပြည်ရှီရန်စစ်မြေပြင်ကိုပို့ဆောင်လိုက်ကြောင်းစစ်မှုရန်တသားသိတချို့ရဲ့မိဘဆွေမျိုးတွေကသတင်းဌာနကိုပြောကြားပါတယ်နေလ9ရက်နေ့တင်နန်းစဉ်ခဲ့တဲ့စစ်မှုရန်ပတ်စဉ်တဆယ်မှာတသားသိ800ကျော်ကိုတင်ပေါ်များလင်းရင်စကားများနဲ့ရခိုင်ပြည်နဲ့စစ်တွေးကြောင်းပြူအန်းနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းငဖင်းမြို့နယ် န်းတနင်္လာဘက်ကိုပို့ဆောင်ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်မှုလန်းပတ်စဉ်30ကမေလ9ရက်နေ့ကတင်နန်းဆင်ပြီးတော့မေလ9ရက်ကစပြီးတတသည့်စုစုပေါင်း800ကျော်ကိုရခိုင်နဲ့ဆက်ဆက်တဲ့ရှီတန်းနီစီကိုပို့တယ်လို့ပြောတယ်။ဒေါက်တော်များများစစ်တွင်နဲ့ကြောက်ဖြူဘက်ကို အပို့ခံရပါတယ်။တောင်ငူအမတ်ကျောင်းတမ်းမြင့်လေးကြီးတင်နန်းကျောင်းကဒေါက်တော်များများကရခိုင်ရှီတန်းကိုအပို့ခံရတယ်။နှစ်ဖဲတနယ်ကိုလည်းပို့တာစစ်မှုလန်းပတ်စဉ်30တတသည့်300ကျော်လောက်ပါသွားတယ်။ပြန်တီးရတာအားလုံးကညီကဖုံးဆက်ပြီးတော့အတိပေးလာတာလို့တောင်ငူမတ်ကျောင်းလေးကြီးတင်န န်းကြောင်းမှာအပတ်စဉ်30တနန်းစဉ်တသားသစ်တဝရဲ့အခုဖြစ်သူကသတင်းဌာနကိုပြောပါရယ်ရခိုင်ရှိရန်ကိုပို့ဆောင်ခံရတဲ့တသားသစ်တွေကိုစစ်ကောင်စီကကြိုတင်အတိပေးခြင်းမရှိဘဲပို့ဆောင်ခြင်းဖြစ်ကြောင်း ရှေ့တန်းနေရာတွေကိုရောက်ရှိချိန်မှသာရခိုင်အီနဲ့တိုက်ခိုက်ရမှာကိုတည်အောင်တပ်သားတွေကမိဘဆွေမျိုးများထံကိုဆက်သွယ်ပြီးအလင်းဝင်နိုင်မဲ့နီလမ်းများဖုန်းနံပါတ်များကိုဆက်သွယ်ပေးဖို့အတိပေးလာမှုတွေရှိကြောင်းသိရပါတယ်။ဖုန်းဆက်ပြီးသူတို့မတိုက်ချင်ဘူးရှေ့တန်းကိုပို့မှာကိုဘယ်ရှေ့တန်းဆိုတာလည်းမသိဘူးရောင်းမအီနဲ့တိုက်ရမယ်ဆိုတာသိရလို့ပြောပြတယ်။တော်တော်များများကတော့မတိုက်ချင်ကြဘူးကိုအိမ်ကိုဘလို့ဆက်သွယ်ပြီးအလင်းဝင်လို့ရမလဲနီလမ်းရှာဖို့အကူအညီတောင်းကြတယ်လို့ငဖဲမြို့နယ်မှာရောက်ရှိနေတဲ့စစ်မှုရန်ပတ်စင်30တင်းနှန်းစင်တပ်သားတဲ့ရန်ကုန်သားတအုပ်ကပြောပါတယ်။စစ်ကောင်စီက စစ်မှုရန်တင်နန်းစင်တပ်သားတင်များအလုံးကိုရှင်းနှင်းစစ်မြေပြင်ကိုသားခွဲတန်းချားစီလိုခြင်းဖြစ်ပြီးနောက်တန်းလုံခြုံရေးဖြင့်အတုံးပြုမှုမရှိသလောက်နေပါကြောင်းအခုစစ်မှုရန်တင်နန်းစင်အလုံးကိုတနိုင်ငံလုံးရှိရှင်းနှင်းစစ်မြေပြင်တွေကိုသားခွဲတန်းနေစီလိုနေခြင်းဖြစ်ကြောင်းတပ်သတင်းရင်းမြစ်တချို့ကရှင်းပြပါရယ်နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီရဲ့နေဆက်ကုံတဲ့အသက်သွေးကြောထိုင်းမြန်မာနယ်စပ်ရှိစစ်စခန်းများကို KNU ကသိမ်းပိုက်နေမှုမြို့ကြီးများသိမ်းပိုက်မှုထက်ပုံမိုအရေးပါပြီးပြူဟာစခန်းများပါဝင်စခန်း90နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကြောင်းတင်ဆ က်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီရဲ့ဝင်းဝီရလန်နေဆက်ကုံသွေး၏အသက်သွေးကြောထိုင်းမြန်မာနေဆက်တလျှောက်ရှင်စစ်စခန်းများကို KNU ကသိမ်းပိုက်နေမှုမှမြို့ကြီးများသိမ်းပိုက်မှုထက်ပိုမိုအရေးပါတဲ့အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း KNU ဗဟိုအလုံးမှုဆောင်လည်းဖြစ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူဘဒူစောတော်နီကပြောပါရယ်။ ထိုင်းနဲ့မြန်မာနယ်စပ်မြေတခြားမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို KNL လေး KNDO ကို PDF မဟာမိတ်ပူးပေါင်းတပ်တွေကတောင်ရှောင်းတိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ပါတယ်။မြို့ကြီးများကိုသိမ်းပိုက်တာထက်ပုံမအေးပါတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း KNU ဗဟိုလုံးမှုဆောင်ဘဒုစောတော်နီကရှင်းပြပါရယ်။အဓိကကဒါတကယ့်ကုံသွဲစခန်းကြီးများရီမဲဆောင်ကုံသွဲစခန်းကြီးနောက်ပြီးတော့ထီခီးနယ်စပ်ကုံသွဲစခန်းကြီးတွေကတကယ့်အရေးပါတဲ့နေရာတွေဖြစ်တဲ့မြို့ကြီးတမျိုးစာလောက်သိမ်းနိုင်တဲ့အနေထားနဲ့တူနေပါလို့လဲဆိုတော့ရှီလန်တလန်ဖို့တိုးဖို့ ွက်တကယ့်ကိုအရေးပါတယ်အဲ့ဒီနေရာတစ်ခုကိုရရှိသွားပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့လို့ဘဒူစောတော်နီကရှင်းပြပါတယ်ထိုင်းမြန်မာနယ်စပ်တခြားကရင်နီကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒီနယ်နမိတ်ကီလိုမီတာ3000ကျော်ထိဆက်နေတဲ့နယ်စပ်တစ်ခုလုံးကိုအကြမ်းဖက်စစ်တပ်ကင်းစင်တဲ့အခြေအနေရောက်ရှိစေဖို့တိုက်ခိုက်မှုတွေပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြပါတယ်ကျွန်တော်တို့အရှေ့လျားဆုံးဖြစ်တဲ့နယ်စပ်မြင်ထိုင်းနိုင်ငံနဲ့ဆက်ဆက်နေတဲ့ကရင်နီနယ်စပ်တမဟာငါးကစပြီးတော့တမဟာလီအစောင်းဒီအဲ့ဒီလောက်ကီလိုမီတာရှားပေါင်းထောင်နဲ့ချီတဲ့နေရာတွေကို ကျွန်တော်တို့လွမ်းမိုးနိုင်တော့မယ်ဆိုတာဒါကကျွန်တော်တို့ရဲ့အောင်ပွဲဒါကြောင့်မလို့ဒီဟာတွေကဟိုးအတွင်းထဲကိုသွားပြီးရယူတာနဲ့ဒီကနေကျွန်တော်တို့ရယူတာနဲ့လုံးဝမတူဘူးကျွန်တော်တို့ရဲ့နေဆက်အတွင်းမှာထိုင်းနဲ့ဆက်ဆက်နေတဲ့တက်မဟာငါးနဲ့မြေတွေဆိုရင်ပြောင်းရှင်းပြီးပြီးအခုကတက်မဟာခုနှစ်ကလည်းကုန်တော့မယ်နည်းနည်းလေးပဲကျန်တော့တယ်တက်မဟာ၆ဆိုရင်လည်းစစ်ကောင်စီဖြူဟာတစ်ခုလောက်ပဲကျန်တော့တယ်အဲ့ဒီနေဆက်မှာတက်မဟာလေးဆိုရင်စစ်ကောင်စီရဲ့ထီခီစကန်းဆိုပြုတ်ထွက်ကုန်ပြီလို့ဘဒူစောတော်နီကရှင်းပြပါတယ် KNL ဦးဆောင်မဟာမေပူပေါင်းတက်မြာကဆစ်ရှင်မြစ်တိုက်ခိုက်နေတာကြောင့်ရခင်စောမောင် တန်းရွှေခေတ်ကစစ်တပ်ကတရင်ပေါင်းများစွာအပြုတ်ခံရယူခဲ့တဲ့နေမြင့်များမှာစစ်စကန်ကြီးများကိုရက်ပိုင်းတွင်တိုက်ပွဲများဖြင့်ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းသိရပါရယ်လက်တလော KNU တပ်မှခုနှစ်နေမြင့်ပိုင်ကြုံဒေသမှာမော်ဖိုးကီစကန်ကို KNL မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကနေမြင့်ရှင်းလင်းတိုက်ခိုက်နေပြီးနော်တရတောင်းစစ်စကန်ကိုလည်းဝိုင်းပတ်ပိတ်ဆို့ဖျက်တောက်ထားကြောင်းသိရပါရယ် KNU တပ်မဟာ၄တပ်မဟာ၅တပ်မဟာ၆တပ်မဟာ၇နှစ်မြေတွင်ရှိစံဖက်စစ်ကောင်စီပြူဟာစကန်စီစေကူတမနဲကို KNL တပ်တွေကသိမ်းပိုက်ရရှိထားတဲ့အပြင်နေကြာခန့်စစ်စကန်ကုန်း20ကျော်နဲ့ကာကင်းစကန်ငယ်များအပါအဝင်စုစုပေါင်းစစ်စကန်50နီးပါးကို KNL KNTO PDF မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်စုမိုးထားနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်တပ်၄ကျောင်းနဲ့လက်နက်ကြီးပြခတ်လို့ပင်လောင်းမြို့နယ်မှာဖြီသူထောင်ချီဆစ်ဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်နဲ့ PNO ဖြီသူစစ်ရဲ၄ကျောင်းနဲ့လက်နက်ကြီးပြခတ်မှု ောင်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ရှိဆောင်းပြောင်းပင်ပွန် လဲပွာလာနဲ့ကောင်းပါကြီးရွာများမှာပြည်သူ၃00တန်းမင်းစစ်ပေးရှောင်းနေရကြောင်းဒေသခံလူမှုအသင်းဖွဲ့ဝင်တို့ကသတင်းဌာနကိုပြောပါရယ်မေလ18ရက်မနေ့ပိုင်းကစပြီးစောင်းပြောင်းချင်းရွာနီးတိုက်ပွဲမှာဒေသခံတွေကစစ်ပေးရှောင်းနေကြပြီးပိမိနေသူတို့ချန်ရှိနေကကဲထုံနိုင်ဖို့စူးစမ်းနေရစေလို့တရားပါရယ်မနေ့ကလည်းလီရင်နဲ့ဇက်တိုက်ကျဲတယ်လို့စစ်ကောင်စီနဲ့ PNU ကလက်နက်ကြီးတွေနဲ့စောင်းပြောင်းချင်းရွာတွေကိုပစ်ခတ်တာဒရုန်းနဲ့ထိခိုက်တာလို့တော့ဘလို့မှနေလို့မရတော့ဘူးဒါကြောင့်မလို့အကုန်ဆွဲထုတ်ရတယ်ပြည်သူတွေအစုလိုက်ဖွဲ့လိုက်ကတအူးချင်းရောတခြားချင်း ရွာရီဘန်နဲ့ရောတောတောင်နဲ့ကိုထွက်ပြေးနေကြပါတယ်လို့စစ်ဆောင်ရေးကူညီနေသူတောင်းစောင်းပြောင်းရွာတိုက်ပွဲချင်းဒီပေါ်မှာရှင်းပြပါတယ်စောင်းပြောင်းရွာကြီးမှာအနောက်ရွာမြောက်ရွာဒုံတန်းလဲပွားလာဆိုပြီးအပိုင်းလေးခုရှိပြီးတောင်ဘက်ချမ်းရှိလဲပွားလာမှာစစ်ကောင်စီတပ်စခန်းရှိကတောင်ပေါ်မှာ PNO ပြည်သူစစ်ကတပ်ဆွဲထားပါတယ်ထိခိုက်မှုကနှစ်ဖက်ရှိရဲကြတဲ့ကနအုပ်အတီးပြုနိုင်တာကတော့ PNO ပြည်သူစစ်တောင်းဦးမင်းကတိုက်ပွဲမှာသေရလို့အတီးပြုရပါတယ်လို့ရှမ်းပြည်နယ်တောင်ပိုင်းစစ်ရေးတရင်အရှင်မြတ်ကပြောပါတယ်တိုက်ပွဲကြောင့်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ စစ်တို့ကအင်အားဖြည့်တင်းနေကြောင်း၎င်းကစက်ပြောပါရယ်။စောင်းပြောင်းရွာရှိစစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေက2024မလ18ရက်မှာတင်ပိုက်ခဲ့မှုပါရယ်။စောင်းပြောင်းရွာကပင်လောင်းမြို့တောင်ဘက်ဖေကုံမြို့နယ်အကြားမှာရှိပြီးဖေကုံမြို့နယ်ငားမိုင်ကန်သာကွာဝေးပါရယ်စစ်ကောင်စီတပ်နဲ့ BN တို့ပြည်သူစစ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးနောက်စောင်းပြောင်းရွာကို2024ဇွန်လကုန်က ပြန်လည်တက်ဆွဲခဲ့ပါရယ်။